အကြောင်းအကျိုးပေါ့နော်ဒီအကြောင်းအကျိုးလေးရတာလူတိုင်းသိကြတာပဲအကြောင်းကောင်းရင်အကျိုးကောင်းတယ်အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးဒါ logical thinking ပဲဆရာဘာလေးပြောဘူးလဲဆိုတော့ရေပြည့်နေတဲ့စီပိုင်းနဲ့ရေဝင်ချိုးလို့ရေရှမ်းကြတာလူတိုင်းသိတယ်ကျွန်တော်ဘာမှမဖြစ်ဘူးအခိမီးရိစနေရမှာညဉာရက်တွေဖြစ်သွားတယ်တိပိမောကသေးရွက်တွေတတိတွေမြေကြီးပေါ်ကြတာကျွန်တော်တို့မြင်တယ်ဘာမှမဖြစ်ဘူးနယူတန်ကနေရမှာညဉာရက်တွေဖြစ်တယ် အကြောင်းအကျိုးတော့အားလုံးသိကြတာပဲဒါပေမဲ့ကျွန်တော်ကပညာရက်တည်းအနေနဲ့မဖြစ်ခဲ့ဘူးလက်စွာဖျားကျမဒေါဘဒေါသမောဟဆိုရက်စင်းရခတ်တဲ့အကုန်ခြုံငိမ့်တဲ့အထိပညာရက်တည်းရက်ဖြစ်ခဲ့တယ်ပေါ့နော်ဒီအကြောင်းအကျိုးကဒီလောက်ကြီးကျယ်ကျွန်တော်ကဒီလောက်ကြီးကျယ်ကြီးလို့စိတ်ထဲမှာမပေါ်ခဲ့ဘူးဒီအကြောင်းအကျိုးတွေကိုကျွန်တော်တို့ကဘွန်အားတဲ့ကိုဒီအကြောင်းအကျိုးကိုပညာရက်တည်းအနေနဲ့ကျွန်တော်စဉ်းစားလာတဲ့အခါမှာ မြင်လာတဲ့အခါမှာကျွန်တော်တို့ကအကျိုးမျော်တွေဖြစ်နေအကျိုးတရားကိုလိုက်မျောနေရတေပြီဘာဖြစ်မှလဲဆိုတာဒီ after life ကိုကကျွန်တော်အကျိုးမျော်ဖြစ်နေအဲ့တော့အမှန်အဖြစ်ကျွန်တော်အကျိုးကမျော်စရာမလိုအကြောင်းပြေစုံတာနဲ့အကျိုးဖြစ်တယ်အကြောင်းကောင်းရင်အကျိုးကောင်းမယ်အကြောင်းမကောင်းရင်အကျိုးမကောင်းဒီအကြောင်းပြေစုံတာလဲပြစ္ဆုတ်ပံမှာပဲပြေစုံတယ်ဒီဘဝမှာပဲကျွန်တော်ဖြစ်လို့ရပြီးအတိတ်ကလည်းပြီးသွားပြီအနာဂတ်ကလည်းမလာသေးဘူး ဒီပြစ္ဆုတ်ပံမှာပဲအကောင်းဆုံးဘာလုပ်မလဲလို့ပဲကျွန်တော်စဉ်းစားတာစဉ်းစားလိုက်တာနဲ့အနာဂတ်ဆို after life ကစဉ်းစားစရာမလိုတော့ဘူးဒီလိုသဘောပေါက်သွားတာပါဒါကြောင့်မလို့ after life ကိုစဉ်းစားမဲ့အစားခုပြစ္ဆုတ်ပံမှာကိုဘာအကောင်းဆုံးလုပ်မလဲဆိုတာပဲစဉ်းစားပြီးတော့အကောင်းဆုံးအားထုတ်ဖို့ပဲအဲလုပ်ရင်ကိုယ့်ဘဝအတွက်အကောင်းဆုံးနေဖြစ်တော့မှာဖြစ်ပါတယ်